ိုယ့်ဘက်မှာကိုယ်တရားလုံးရှိနေပြီဆိုရင်အားငယ်တရားမရှိတော့ဘူးတခါတလေဦးဇင်းတို့ကအားငယ်ကြတာရှိတယ်လူတွေကလူလောကကြီးမှာအချင်းချင်းတယောက်ကအလွန်အားပြုကြတယ်ဟောကိုယ်တရားထက်သိပြီးတော့မရက်တည်နိုင်ဘူးစာဝင်နေရေးကိုအဓိကပြောတာမဟုတ်ဘူးနော်ပိုက်ဆံဘလောက်ရှိရှိကိုယ့်ကိုယ်တရားထက်မရက်တည်နိုင်ဘူးကိုယ်ဝင်းကျင်ကကိုယ့်ကိုအကုန်လုံးအမြန်ပြစ်ပယ်လိုက်ပြီဆိုရင်ဘလို့ဖြစ်သွားမှာလဲအကုန်ပုံကျသွားမှာစင်သားကြီးစိတ်ကူးလေးနဲ့လူတိုင်းကသာငါ့ကိုမုန်းနေပြီလားလို့ဝင်းတွေးကြည့်ပါလား ရုပ်စွာဆုံးကိုမိသားစုကကိုတစ်ချက်ကလေးမှအကောင်းမထင်တော့ဘူးလို့မြန်တွေးကြည့်ပါလားဘလို့နေမလို့ခံစားရပြီသူတို့ကကိုအထင်မကြီးတာသူတို့ကကိုအထင်သေးတာသူတို့ကကိုအကောင်းမထင်တာကိုဘာထိခိုက်သွားလို့လဲလို့စဉ်းစားကြည့်ပါလားဘာထိခိုက်သွားတယ်တကယ်ကဘာအထိခိုက်ပါဘူးသူတို့စိတ်ထဲဖြစ်တဲ့အတွေ့ပဲလေတကယ်ကဒါပေမဲ့ကိုကဘလို့ဖြစ်သွားတာလဲစိတ်ရောကတော့ရတော့နေတယ်နော်တချို့ဘာဘူးလို့တော့အဲ့ဒါသူများအပြုနေလို့ဆိုတာရှင်းနေရတယ်အဲ့တော့ဦးစင်ကတွေးကြည့်တယ် ကိုယ့်ဘက်မှာကိုယ်ဆိုတာကြီးအဓိကရှိရင်တော့တိတ်အားငယ်ကြလုံးမမထင်ဘူးတော့ဟုတ်လားကိုကသာတကယ်ကောင်းတဲ့လူတယောက်ဖြစ်ပါစေငါဟာကောင်းတဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုကိုကိုတိုင်းတိကိုတိလိမ့်မယ်အဲ့ဒီအတိကိုသာဦးဇင်းတို့တကယ်စစ်မှန်တဲ့နည်းနဲ့ရအောင်လို့ငါဟာတကယ်ကောင်းတဲ့လူတယောက်လို့ခိုင်ခိုင်မာမာသိမယ်ဆိုရင်ကိုယ့်ဘက်မှာကိုတယောက်လုံးရှိနေတယ်အဲ့လိုဆိုရင်သူများမရှိလဲကိစ္စမရှိဘူး သူများရဲ့ကိုယ်ပေါ်ကောင်းပါတယ်လို့ပြောဆိုလာမဲ့စကားသံတွေကိုမျှော်လင့်စရာအကြောင်းလည်းမရှိဘူး။ကိုယ်မကောင်းဘူးလို့ပြောမှလားကိုလည်းကြောက်ရရမလို့ပြောရင်ချီးမွမ်းတဲ့ကိုလည်းမမျှော်လင့်ဘူး၊ကဲ့ရဲ့တဲ့ကိုလည်းမကြောက်ရုံပေါ့။ဟောဆိုသူကသူ့သူ့လုံလောက်နေတယ်။မင်းချီးမွမ်းလဲငါဒီတိုင်းဒီတိုင်းပဲ။မင်းကဲ့ရဲ့လည်းပဲငါမင်းကဲ့ရဲ့တဲ့တိုင်းမဟုတ်ဘူးငါငါကောင်းတယ်ဆိုတာသိတယ်ဟော။ဘလို့ရှင်းရုံနော်ရက်တည်နိုင်တယ်။ဟုတ်လား။ဒါပေမဲ့ဦးဇင်းတို့မှအဓိကလိုတာဘာလို့ဆိုတော့ ကို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 ဟာကောင်းတဲ့လူတယောက်ပါလို့တိဖို့ကတော့လိုလိမ့်မယ်နော်အဲ့ဒါကဟန်ဆောင်ပြီးတော့လို့လို့တော့မရတကယ်မကောင်းမဲနဲ့ဒီစိတ်ကကိုကိုကောင်းတယ်လို့အတိမပြုမှာမဟုတ်အတကူကတကယ်ကောင်းအောင်မလုပ်အောင်လို့နေနေရတယ်အဲ့လိုစကယ်ကောင်းအောင်နေမယ်ရှင်ဘလို့နေမလို့အကောင်းဆုံးစိတ်နဲ့နေနိုင်မှကိုကိုကိုတကယ်ကောင်းတဲ့လူလို့တိမှာဦးသိန်းခုပြောတာတွေကတွေးကြရတယ်နော်ဒီကမကြီးများဟုတ်လားအဲ့တော့အကောင်းဆုံးစိတ်ကဘလို့စိတ်တော့ ဒါနနဲ့ရှင်တဲ့စိတ်ရှိတယ်သီလနဲ့ရှင်တဲ့စိတ်ရှိတယ်တည်ငြိမ်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်သိမြင်နားလည်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်ဒါနသီလသမာဓိပညာဒေသနာတွေကဆက်ဆက်နေတာနော်ဘာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးစိတ်ဖြစ်မှာတော့ပညာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးဖြစ်မှာဟုတ်တယ်မဟုတ်လားအမှန်သိမှုနော်အဲ့တော့လူရင်းပြောရလို့ရှင်ဘောဟာမတည်ငြိမ်ဘူးဆိုတဲ့အတိတ် ဘဝမကောင်းမှုမှုဆိုတဲ့အတိဘဝတန်မှုမဲ့တယ်ဆိုတဲ့အတိအနိစ္စဒုက္ခအနတ္တကိုသိတဲ့အတိရောနော်အဲ့ဒီအတိရပါတော့အလွန်ကောင်းတဲ့အတိပဲဟောဆိုအဲ့ဒီအတိရှိလို့ချင်းကိုယ့်ကိုယ်ကိုလည်းမနှိမ့်ချဘူးသူများကိုလည်းမနှိမ့်ချဘူးကိုယ့်ကိုယ်ကိုလည်းမဖြည့်ချဘူးသူများကိုလည်းမဖြည့်ချဘူးဘဝကိုမမ